တိုင်းသားလူမျိုးများအထူးထောက်စားဖို့တစိုက်ကောင်းတဲ့ရောင်းချမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လာမယ့်အောက်တိုဘာလ20ရက်ကစတင်ပြီးတိုင်းသားလူမျိုးများ200ချက်တန်း၈လုံးပါ Block of Stamp အထူးထောက်စားဖို့တစိုက်ကောင်းတဲ့တမျိုးကိုမြန်မာနိုင်ငံတဝမ်းက စားတိုက်ကြီးတွေမှာစတင်ရောင်းချပေးသွားမယ်လို့မြန်မာစားတိုက်လုပ်ငန်းရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ ဒီလိုရောင်းချပေးတာဟာတစိမ့်ကောင်းစုဆောင်သူဝါသနာရှင်တွေရဲ့အတွက်တိုင်းရင်းသားလူမျိုးတွေရဲ့လိုက်ထုတ်ဝေခဲ့ပြီးတဲ့တစိမ့်ကောင်းတွေကိုတစုတစည်းတဲ့စုဆောင်နိုင်ဖို့ရည်ရွယ်ပြီးအခုလိုရောင်းချပေးတာလို့ထုတ်ပြန်ချက်မှဖော်ပြထားပါသေး စားဖို့တစိကောင်းတင်စတင်ရောင်းချတဲ့အထူးအစီအစဉ်တည့်ရက်အနေနဲ့အော်တိုဘားလ20ရက်မှာ နေပြည်တော်ဗဟိုစားထိုင်ကြီးရန်ကုန်စားထိုင်ကြီးနဲ့မန္တလေးစားထိုင်ကြီးတို့မှာဝယ်ယူတဲ့စားဖို့တစိကောင်းပေါ်မှာနေဆွဲအမှတ်အသားတစိရိုင်းနှိပ်ပေးသွားမှာဖြစ်တယ်လို့သိရပါတယ် မြန်မာစားထိုက်လုပ်ငန်းအနေနဲ့တစိခေါင်းစုဆောင်သူဝါသနာရှင်တွေရဲ့အတွက်ပြီးခဲ့တဲ့စက်တင်ဘာလကလည်းမြန်မာလိပ်ပြားမျိုးစိန်200ချက်တန်း17လုံးပေါင်း block of stamp အထူးထုတ်စားဖို့တစိခေါင်းတစ်မျိုးကိုရောင်းချပေးခဲ့သေးတယ်လို့သိရပါတယ်ရှင်။